လေငယ်မလေးနေမကောက်ဖြစ်ပြန်လာမသိဘူးဒီနေ့တခဏခဏဖျားရဲဟမ်ကိုရင်းနဲ့နူးနေပါလားဦးစက်စစ်တိုင်းမှာဖြစ်မယ်ထင်တယ်ကိုတဘောရုပ်ကိုစစ်မတရဘူးလေခွရှိရခုဖောက်ဆက်ဖို့မေ့နေပြီလားဟမ်ဟုတ်သားပဲရရတဲ့သူဆက်လိုက်ပါဟယ်လိုဆမ်မလာအငယ်မလေးဖျားနေလို့မင်္ဂလာပါခွရှိရှိခွန်ကျမကြီးကောဆန်တာနေကျေးဇူးပါတယ်ဆမ်မတတဆိုင်ပါ ကလင်းငယ်လေးတွေမှာတင်းတင်းတန်းမှမကြာခဏဖျားနာတာမျိုးကဖြစ်လေဖြစ်တာရှိပါတယ်။ဒါဒီမတူညီတဲ့ AMD virus မျိုးစိတ်ကွဲတွေကြောင့်ခဏခဏဖျားတာမျိုးပါ။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာမဟုတ်လို့ပိုးသက်စစ်တိုက်ဖို့လည်းမလိုအပ်ပါဘူး။ဒါကို acute viral infection လို့ခေါ်ပါတယ်။ acute virus infection ဖြစ်ပြီဆိုရင်ကလေးငယ်လေးတွေမှာကိုပူမယ်၊ခြောက်စိုးမယ်၊နှာစင်းမယ်၊နှာပိတ်မယ်၊တချို့ကလေးတွေမှာဆိုရင် anna one shot တာစတဲ့လက္ခဏာတွေဖြစ်တတ်တယ်။အနီအဆက်လေးတွေပေါ်လာတာမျိုးတွေလည်းဖြစ်တတ်တယ်။ဒီလိုဖြစ်ပြီဆိုရင်ကလေးငယ်လေးတွေအဖျားကျဖို့အတွက် paracetamol ဖြစ်စေ၊ ibuprofen ဖြစ်စေစတဲ့ဆေးလေးတွေကိုတိုက်ပေးလို့ရတယ်။ဒါပေမဲ့ကုတ်ကလေးမှာပန်းနာရင်ကျက်ရှိတယ်ဆိုရင် ibuprofen တိုက်လို့မရဘူး။ဒါအပြင်ကလေးက virus ကြောင့်ဖျားနာတာဆိုပေမဲ့သွေးလုံးတုပ်ွေးလိုမျိုးစွန့်ရတဲ့ရောဂါတွေလည်းဖြစ်နိုင် နဲ့ကိုကလေးငယ်ကအဖျားက100 100နှစ်လောက်တိတက်နေတယ်ဒါမှမဟုတ်9ရက်လောက်နေလို့လေကလေးကမတက်တာလာဘူးလို့ထင်နေဆိုရင်ဒါအပြင်ကလေးငယ်မှာအသက်ရှူရတာခက်ခဲတယ်ခက်ခက်ခက်အသက်ရှူရတာကိုမြင်နေမယ်ပြီးရင်ကလေးရဲ့နှက်ခမ်းလေးတွေလက်ထိတ်လေးတွေကပြာနှမ်းလာတာမျိုးကလေးကအသာကြွေးကြွေးမစားတော့ဘဲညင်းဆန်နေတာမျိုးအန်နာတွေကလည်းဓာတ်ရှော့အန်နေမယ်ကလေးကလည်းမှိန်နေမယ်အနီအဆက်အပြောက်တွေလည်းပေါ်လာမယ်ဒီလိုလက္ခဏာတွေတွေ့ရပြီဆိုရင်တော့ပေါ်စမနေဘဲနဲ့နီးစရာဆေးရုံဆေးကန်ဒါမှမဟုတ်ဘူးဆိုရင်ခွန်ရှိရှိကုန်ကိုဖုံးဆက်ပြီးကျွမ်းကျင်ဆရာဝန်တွေနဲ့ဆွေးနွေးမေးမြန်းပြီးစိတ်ကူတမှုခံယူဖို့ င်မတန်မှအရေးကြီးပါတယ်။အခုလိုမျိုးကလေးကျမ်းမာရေးပဲဖြစ်စေ၊လူကြီးကျမ်းမာရေးပဲဖြစ်စေမြန်မာပြည်ရဲ့ဘယ်နေရာဒေသမှာမဆို24နာရီပိတ်ရမရှိကျွမ်းကျင်ဆရာဝန်တွေနဲ့ဆွေးနွေးမေးမြန်းခြင်းနဲ့ဆိုရင်တော့ဖုန်းနံပါတ်ခွန်ရှိရှိခွန်ကိုအတန်စင်းတဲ့အခမဲ့ဖုန်းဆက်ပြီးဆွေးနွေးမေးမြန်းဖို့မမေ့နဲ့နော်။တိလိုပါကျမ်းမာရေးခွန်ရှိရှိခွန်ကိုဖုန်းဆက်မေးဖို့မမေ့နဲ့နော်။မမေ့နဲ့နော်မမေ့နဲ့။